နိုင်ငံတိုက်ခိုက်မှုတို့များထဲမှာအကြမ်းဆုံးနဲ့အကြမ်းတမ်းဆုံးဖြစ်ခဲ့တဲ့အစ္စရေးနဲ့အီရန်စစ်ပွဲဟာ12ရက်ကြာမှာအပြစ်ရခဲ့ကြပါပြီ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ဒီစစ်ပွဲကို12ရက်စစ်ပွဲဆိုပြီးတော့တောင်းနာမည်တက်လိုက်ပါသေးတယ်။ဇွန်လ13ရက်နေ့အစ္စရေးရဲ့တိုက်ခိုက်မှုနဲ့စတင်ခဲ့တဲ့ဒီစစ်ပွဲမှာမနေ့ညဇွန်လ24ရက်နေ့အထိတည်ရသမျှအီရန်ဘက်ကအများဆုံးတေဆုံးခဲ့ပြီးတော့အီရန်နဲ့ရှင်ကျင်းရင်အစ္စရေးဘက်ကတော့အင်မတန်နေပါတယ်။ အီရန်ဘက်ကစစ်ဗိုလ်ချုပ်ကြီးတွေပါဝင်စစ်ပနဲ့သက်ဆိုင်တဲ့လူပေါင်းအ ਨੇ စုံ230ကျော်တေဆုံးခဲ့ပြီးတော့အရက်သားကလည်းအ ਨੇ စုံ600ကျော်တေဆုံးခဲ့တယ်လို့အစိုးရထုတ်ပြန်ချက်တွေနဲ့အီရန်လူခွင့်ရေးအဖွဲ့ HRAN ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒဏ်ရာရတဲ့သူက3300ကျော်ရှိပါတယ်။အစ္စရေးဘက်ကတော့အီရန်ကပြန်လည်တိုက်ခိုက်ခဲ့တဲ့ဇွန်17ရက်နေ့ညနဲ့နောက်နေ့မှာထိခိုက်မှုများခဲ့ပြီးတော့အ ਨੇ စုံ20ကျော်ရှိခဲ့တာကနေမနေ့ညကထိသိရသမျှအ ਨੇ စုံ24ဦးကျော်တေချေခဲ့တယ်လို့ ်ဆိုပါတယ်။ဒဏ်ရခဲ့တဲ့သူက2500ကျော်ရှိတယ်လို့သိရပါတယ်။ Israel နိုင်ငံအစိုးရကတိကျဆုံးရှုံးမှုကိုအတိအကျထုတ်ပြန်လို့မရှိတာကြောင့်တည်ဆုံးစင်းကဒီထက်ပိုများနိုင်ခြင်းရှိတယ်လို့လည်းသုံးသပ်ကြပါတယ်။ဇွန်လ23ရက်ကျလင်းလာနေညကအမေရိကန်လီဒါဌာနချုပ်တခုကိုအီရန်ကတိုက်ခိုက်ခဲ့ချိန်မှာတော့အားလုံးကစစ်ပွဲဟာဒီထက်ပိုပြီးဆိုးရွားလာလိမ့်မလားလို့စိုးရင်ခဲ့ကြပါတယ်။ဒီနေ့ကအစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုစကားပြောတော့အစ္စရေးအနေနဲ့လူချင်းနဲ့ပန်းနိုင်ကိုရောက်ဖို့အင်မတန်နီးကပ်နေပြီလို့ ပြောခဲ့ပါသေးတယ်။အဲလိုပဲတစ်ဖက်မှာအမေရိကန်ဒေသခံချုပ်ကိုဘုံကျဲပြီးမနေ့ညကအီရန်တဟီရန်မြို့တော်မှာအောင်ပွဲခံခဲ့ကြပါဗျ။ဒီစစ်ပွဲမှာအစ္စရေးဟာသူတို့လူချင်းရဲ့ရည်မှန်းချက်ကိုပြီးမြောက်ခဲ့သလား။အီရန်နေတီကြတဲ့ဘာတွေလုပ်နေခဲ့သလဲ။အပြစ်ခက်ရစေးကြီးညာချိန်မှာဘာတွေဖြစ်နေခဲ့သလဲဆိုတာတွေနဲ့အစ္စရေးအီရန်စစ်ပွဲနောက်ဆုံးအခြေအနေတွေကိုလေ့လာကြည့်အောင်ပါ။ ပြစ်ခတ်ရေးစေးသဘောတူညီမှုအကြောင်းကိုပြောခင်မှာဒီမတိုင်ခင်တည်းကဘာလို့ဖြစ်ခဲ့တယ်လဲဆိုတာအရင်ဆုံးပြန်ကြည့်ကြည့်အောင်ပါတကယ်တော့အမေရိကန်ကအီရန်ကိုသာတိုက်ရင်အရှိလေပိုင်းနဲ့ပင်လယ်ကွင်းမှာရှိတဲ့အမေရိကန်ရဲ့စခန်းတွေကိုပြန်တိုက်ရလိမ့်မယ်လို့အီရန်ကအစိုးကြီးကလေးကပြောထားခဲ့ပြီးသားဖြစ်ပါတယ်အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေရှိတဲ့နေရာတွေကိုဘုံကျဲပြီးတရက်အကြာမှာပဲကာတာနိုင်ငံမှာရှိတဲ့အမေရိကန်ရဲ့ရှိလေပိုင်းကအကြီးဆုံးလီဒက်ဌာနချုပ်ကိုမဆိုင်တုံးကြီးတွေနဲ့အီရန်ကပြန်လည်တိုက်ခတ်ခဲ့ပါတယ် မေရိကန်ဘုံကျဲပြီးတဲ့အချိန်ကနေတွက်ရင်42နာရီတိတိအကြာမှာပြန်တိုက်ခိုက်ခဲ့တာပါဒီအမေရိကန်လီဒါစကန်ဌာနချုပ်ကိုမတိုက်ခိုက်ခင်မနေ့ကတည်းကပြည်ထိုင်စိုးရနဲ့အမေရိကန်စိုးရတို့ကကာတာနိုင်ငံမှာရှိတဲ့သူ့နိုင်ငံသားတွေကိုလုံခြုံရေးသတိရှိကြဖို့နဲ့လုံခြုံရေးနေရာမှာခိုလုံနေကြဖို့ကြိုတင်သတိပေးချက်ထုတ်ပြန်ထားခဲ့ပါတယ်ဒါအပြင်အီရန်တိုက်ခိုက်မှုမတိုင်ခင်3နာရီအလိုလောက်ကတည်းကကာတာအစိုးရကသူ့နိုင်ငံ၄ပိုင်းနဲ့ကိုပိတ်ထားခဲ့ပါပြီ ဇွန်လ23ရက်နေ့တနေ့လုံးရိုးရိုးသေးသေးဖြစ်ပြီးတော့ညပိုင်းမှာပဲအီရန်ကလက်တုံပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အီရန်ရဲ့တရားဝင်ထုတ်ပြန်ချက်အရကာတာနိုင်ငံထဲမှာရှိနေတဲ့ဒီအမေရိကန်လီဒါစကန်ဌာနချုပ်ကိုတိုက်ခိုက်မယ်ဆိုတာကာတာအစိုးရကိုအီရန်ကကြိုတင်သတိပေးထားခဲ့တယ်လို့ဆိုပါတယ်။အီရန်ကဒီလိုမျိုးလုပ်တာခုမှတော့မဟုတ်ပါဘူး။2009ခုနှစ်တုန်းကကာဆင်ဆိုလီမာတွေကိုအမေရိကန်ကတပ်ဖြတ်ပြီးတဲ့အချိန်အီရတ်နိုင်ငံထဲရှိနေတဲ့အမေရိကန်တပ်တွေကိုတိုက်ခိုက်ခဲ့တဲ့တုန်းကလည်းအီရတ်အစိုးရကိုဂျိုတင်သတိပေးပြီးမှတိုက်ခဲ့တာဖြစ်ပါတယ် ခုကာတာနိုင်ငံကတော့အစ္စရေးဟာမတ်စ်တွဲဆုံဆွေးနွေးရေးမှာအဓိကဂျာဝင်စစ်ဆေးပေးသူနိုင်ငံတနိုင်ငံလည်းဖြစ်တယ်လို့အီရန်နဲ့ဆက်ဆံရေးကောင်းတဲ့နိုင်ငံလည်းဖြစ်ပြန်ပါတယ်။ဒါကြောင့်မဲအီရန်မျိုးသားလူမျိုးရေးကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာခုတိုက်ခိုက်မှုဟာကျုံတုံးနဲ့မိတ်ဆွေလိုညီကိုလိုဖြစ်နေတဲ့ကာတာနိုင်ငံနဲ့သူ့ပြည်သူတွေကိုချင်းချောက်မှုမဟုတ်ပါဘူးလို့ထည့်ပြောသွားတာပဲဖြစ်ပါတယ်။ပြီးတော့ဒီတိုက်ခိုက်မှုဟာကာတာနိုင်ငံနဲ့ကလူနေရပ်ကွက်တွေမြို့ပြအဆောက်အုံတွေနဲ့အဝေးကြီးဖြစ်တဲ့နေရာကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လဲအီရန်လူမျိုးရေးကောင်စီက ကြေညာပါတယ်။ဒီလီလက်စကန်ဌာနချုပ်ဟာကာတာနိုင်ငံဒိုဟာမြို့ထဲကနေအဖြောင့်တန်းရင်16မိုင်ဝန်းကျင်ဝေးပြီးတော့ကားလမ်းမပေါ်ကနေတွားရင်တော့မိုင်30ကနေ32မိုင်ကြားရှိပါတယ်။အရှိလေပိုင်းနဲ့ပင်လယ်ကွေ့ဒေသမှာရှိသမျှအမေရိကန်လီလက်စကန်တွေထဲမှာအကြီးဆုံးနဲ့အဓိကအရေးပါဆုံးနေရာဖြစ်ပြီးတော့အရှိလေပိုင်းတစ်ခွင်လုံးကိုဖြန့်ကျက်လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ဒီလီဒက်ဌာနချုပ်မှာအမေရိကန်လီဒက်တင်မကပဲကာတာလီဒက်နဲ့ဗီတိန်တော်ဝင်လီဒက်လည်းရှိပါတယ် ီရန်ဘက်ကပြစ်တဲ့မဆိုင်တုံးတွေကြောင့်ကာတာမှာတည်ဆုံးသူတအုပ်မှမရှိခဲ့ပဲပျက်စီးဆုံးရှုံးမှုလည်းမရှိဘူးလို့ကာတာအစိုးရဘက်ကထုတ်ပြန်ထားပါတယ်။အီရန်ဘက်ကပြစ်သည်များမဆိုင်တုံးတွေအလုံးကိုအောင်မြင်စွာပစ်ချလိုက်နိုင်တယ်လို့လည်းသူတို့ကဆိုပါတယ်။ဒီဒီတက်စကန်ဌာနချုပ်ကိုတိုက်ခိုက်လာနိုင်တယ်ဆိုတော့ကိုအမေရိကန်ကငကိုကလေးကကြိုတင်တွက်ဆထားပြီးဖြစ်တယ်လို့သတင်းစာတွေမှာ ရေးကြပါတယ်။ဒီနေရာပပလဲဟာလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအထက်ထက်တက်ဆင်ထားတဲ့နေရာလေးဖြစ်ပြန်ပါတယ်။ တကယ်တော့ဒီအီရန်တိုက်တဲ့ American Data Scan ဟာအီရန်နိုင်ငံနဲ့ဆိုရင်ဟိုပကန်ဒီပကန်နီးနီးလေးပါပဲ။ Israel ကိုတိုက်ခိုက်တာဟာ Jordan ၊ Iraq နိုင်ငံတို့ကိုကြော်ပြီးမိုင်းတစ်ထောင်ကျော်လှမ်းပြီးတိုက်ခိုက်ရတာဖြစ်ပေမဲ့ခု American Data Scan ကိုတိုက်ခိုက်တာကတော့တဟီရန်မြို့တဲကနေအဖြောင့်တန်းရင်မိုင်း900ဝန်းကျင်ပဲရှိပါတယ်။ကာတာဆိုရဘက်ကတော့အီရန်ရဲ့ခုတိုက်ခိုက်မှုဟာနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တာဖြစ်တယ်လို့ကာတာရဲ့အချုပ်အခြာအာဏာကိုထိခိုက်တာလည်းဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်ကာတာမှာလည်းပြန်လဲတုံ့ပြန်ခွင့်ရှိတယ်လို့ဆိုထားပါတယ်။ဒါပေမဲ့ကာတာဘက်ကတော့ပြန်မတိုက်ခဲ့ပါဘူး။အမေရိကန်လီဒါစကန်ဌာနချုပ်ကိုအီရန်ရဲ့တိုက်ခိုက်မှုမှာပျက်စီးဆုံးရှုံးမှုတစုံတရာမရှိခဲ့တယ်လို့အမေရိကန်တပ်ဖွဲ့ဝင်အမေရိကန်နိုင်ငံသားလည်းတအုပ်မှဒဏ်ရာရသေဆုံးခဲ့တာမျိုးမရှိခဲ့ပါဘူး။ဒါပေမဲ့တဟီရန်လမ်းမပေါ်ကအီရန်အစိုးရကိုထောက်ခံသူတွေကတော့အီရန်နေနဲ့အမေရိကန်လီဒါဌာနချုပ်တစ်ခုကိုပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်လမ်းမပေါ်ထွက်ပြီးအောင်ပွဲခံနေကြတာတွေ့ရပါတယ်။တနည်းအားဖြင့်အီရန်ဟာ သူပြောထားခဲ့မှုတဲ့အမေရိကန်ကသာသူတို့ကိုတိုက်ရင်သူတို့ကလည်းပြန်တိုက်မယ်ဆိုတော့ကိုတက်သေးပြတာလည်းဖြစ်ပါတယ်။ပြီးတော့အီရန်တို့ကအမေရိကန်တွေရဲ့ဌာနချုပ်ကိုတိုက်ခိုက်ခဲ့တာမှာသိဆုံးမှုရှိတာမရှိတာပျက်စီးဆုံးရှုံးမှုရှိတာမရှိတာကပဒါနမဟုတ်ဘဲနဲ့အမေရိကန်ကိုပြန်တိုက်ခိုက်ခဲ့တယ်ဆိုတာကသာအဓိကကြတာမျိုးလို့ဆိုနိုင်ပါတယ်။ပြောရရင်ဒါဟာအီရန်ရဲ့စိတ်ဓာတ်လို့လည်းနားလည်ရပါတယ်။အီရန်အီရတ်စပွဲကာလာတို့ကအယာဒူလာခိုမီနီရဲ့ပြောဆိုချက်တွေကိုပြန်ကြည့်ရင်အဲ့တုန်းကတေကြီးဆုံးရှုံးမှုဟာ ကလေးလူသားလိုင်းတွေအစမတန်တုံးခဲ့ပြီးတော့ဇာတန်ဟူစိန်ကတန်းငွေဘုံနေနဲ့ပြစ်ခတ်ခဲ့ပြီးလူသိန်းချီတေဆုံးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရာဒူလာကွန်မတီအပါအဝင်အမျိုးသားရေးစိတ်သက်ပြင်းထန်တဲ့အီရန်နိုင်ငံသားတွေကတော့အဲ့တုန်းကတိုက်ပွဲဟာအီရတ်တနိုင်ငံနဲ့တိုက်ခိုက်ခဲ့ရတာမဟုတ်ဘဲအီရန်နဲ့တကမ္ဘာလုံးကတိုက်ခိုက်ခဲ့ရတာလို့ခံယူကြပါတယ်။ခုဇွန်လ7ရက်နေ့အစ္စရေးကစတင်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲကိုပြန်ကြည့်ရင်အီမန်အလီခါမီနီရဲ့တကယ်လူယုံလက်ယုံ IRGC စစ်ဘုံချုပ်ကြီးတွေဆုံးရှုံးသွားတာ နျူကလ িয়ার သိမ်းပညာရှင်တွေဆုံရှုံခဲ့တာဟာအီရန်အတွက်သမိုင်းမှာအကြီးမားဆုံးဆုံရှုံမှုတစ်ခုလို့ဆိုရပါလိမ့်မယ်။ပြီးတော့အစ္စရေးတွေမကဘဲအမေရိကန်ကပါဝင်ပါတိုက်ခိုက်ခဲ့တာဖြစ်လို့ဒီပွဲမှာလည်းအီရန်ဟာအစ္စရေးနဲ့တိုက်ရတာမဟုတ်ဘဲကမ္ဘာအင်အားအကြီးဆုံးနိုင်ငံနဲ့လည်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကအစ္စရေးဝန်ကြီးချုပ်နေတန်နီယာဟုမင်းကွန်ပြောတော့ကျုပ်တို့ရင်မှန်းချက်တွေအောင်မြင်ဖို့အင်မတန်နီးကပ်နေပြီလို့ထည့်ပြောခဲ့ပါတယ်။သူ့ရင်မှန်းချက်တွေကဘာတွေလဲဆိုတာကိုတော့မင်းကွန်နဲ့မှာ မပြောခဲ့ပါဘူး။ဒါပေမဲ့ဒီစစ်ပွဲစတင်ကတည်းကနေတန်ယာဟုပြောလာခဲ့တာကအီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်မှုမဇိုင်းတုံးကြီးထုတ်လုပ်မှုတွေဟာအစ္စရေးတရှိမှုတွေအန္တရာယ်ရှိတာကြောင့်တိုက်ခိုက်ခဲ့ရတယ်လို့ပြောခဲ့တာပါ။အစ္စရေးဟာ RGC ရဲ့တကယ်ထိပ်သီးကောင်းဆောင်တွေနဲ့နျူကလ িয়ার ပညာရှင်တွေကိုတပ်ဖြတ်ခဲ့တာဖြစ်ပြီးတော့အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေနျူကလ িয়ার ဘုံထုတ်လုပ်နိုင်ခြေရှိတဲ့ယူရေနီယံတန့်စင်ထားတော်တွေနဲ့ယူရေနီယံတန့်စင်စက်ရုံတွေကိုဖျက်ဆီးခဲ့ပါတယ်။ပြီးတော့ မေရိကန်ပါဝင်လာခဲ့တာကလည်း Israel စွန်းဆောင်နိုင်ခဲ့တဲ့အီရန်ရဲ့မြေအောက်ဘန်ကာတဲ့စောက်ထားတဲ့နျူကလ িয়ার စက်ရုံတွေကိုဖျက်ဆီးပေးဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာမေးစရာရှိတာက Israel ရောအမေရိကန်ပါတိုက်ခိုက်ခဲ့တဲ့နျူကလ িয়ার စက်ရုံတွေနဲ့ဘုံထားတဲ့ဆိုတဲ့နေရာတွေတကယ်ပျက်စီးခဲ့သလားဆိုတာပါပဲ။ဇွန်လ17ရက်နေ့ကလေးကယူရေနီယံတန့်စင်စက်ရုံတွေနဲ့နျူကလ িয়ার လက်နက်တိစောက်ရေးစီမံကိန်းတွေကို Israel ကအဓိကတိုက်ခိုက်နေခဲ့တာပါ။ဂျူရုကနေမြင်ရတဲ့ဓာတ်ပုံအထောက်အထားတွေကိုကူကာပြီးသတင်းဌာနတွေရေးကြတာကတော့ မြေကြီးပေါ်ကအဆောက်အုံတွေ အများစုပျက်စီးခဲ့တယ်ဆိုတာတွေ့ရပါတယ်။အဓိကအရေးကြီးနေရာတွေဖြစ်တဲ့ Fordo, Natanz နဲ့ Isfahan နေရာတွေကိုလေကြောင်းကနေရော drone နဲ့ပါ Israel ကတပတ်နီးပါတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။အဲ့လို Israel ကရပ်ပေါင်းများစွာတိုက်ခိုက်နေခဲ့တဲ့အဲ့ဒီနေရာ၃ခုကိုပဲ American B2 ဘုံးကျဲလေယာဉ်နဲ့ American ရေငုပ်သင်္ဘောတွေကတမဟော့မစိုင်းတုံးတွေနဲ့ထပ်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။ ဒေါ်နယ်ထရမ့်ကတော့အဓိကနျူကလ িয়ার စစ်ရုံ၃ခုလုံးအလုံးစုံပြုတ်ပြုတ်ပြုံးသွားပြီလို့သူ့မိန်ကွန်းထဲထည့်ပြောပါတယ်။ဒါပေမဲ့နောက်တစ်ရက်မှာအမေရိကန်လီဒါတက်ဂျိုဒန်ကိန်းပြောတာမှာတော့ထရမ့်ပြောသလိုမဟုတ်တော့ပါဘူး။သူပြောတော့တာကအကြီးအကျယ်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ထရမ့်ပြောတာထက်အသုံးအနှုန်းအားဖြင့် short ပြောလိုက်တာဖြစ်တယ်လို့အတိအကျသိရဖို့လည်းအချိန်ယူရလေအောင်မယ်လို့သူကဆိုပါတယ်။ မြောက်တဲ့ပေပေါင်း290ကျော်မှရှိတယ်ဆိုတော့ Fordo စီမံကိန်းနေရာမှာဂျိုရုတပ်ပုံတွေနဲ့အီရန်ဘက်ကထုတ်ပြန်ချက်တွေအရအဝင်အထွက်လိုင်းကောင်းတွေပဲပျက်စီးသွားတာကိုမြင်ရတယ်လို့သတင်းဌာနတွေမှာဖော်ပြကြပါတယ်။ဒါကြောင့် Fordo Nuclear စီမံကိန်းမပျက်စီးသွားဘူးလို့လည်းဆိုကြပါတယ်။ Israel ကတောက်လျှောက်တိုက်ခိုက်နေခဲ့တဲ့ Natanz Uranium တန့်စင်စစ်ရုံမှာတော့ B2 ပုံကျဲလေယာဉ်နဲ့ဘန်ကာဖောက်တွင်းပုံကျဲချထားတယ်လို့ယူဆရတဲ့အပေါက်နှစ်ပေါက်ကိုဂျိုရုတပ်ပုံတွေအရမြင်ရပါတယ်။ဒီနေရာမှာလည်း အမေရိကန်ရဲ့တိုက်ခိုက်မှုဟာမြောက်ထဲကိုအဓိကဖောက်ထွင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘလောက်ထိပျက်စီးသွားသလဲဆိုတော့ကိုအီရန်ဘက်ကတော့မထုတ်ပြန်ပါဘူး။ဘုံအဆင့်ရှိနေပြီဖြစ်တဲ့နျူကလ িয়ার လောင်စာတွေတိုးလောင်ထားတယ်လို့ယုံကြည်ရတဲ့အစ်ဖာဟန်ကိုတိုက်ခိုက်ခဲ့ပေမဲ့ဒီနေရာမှာရှိတဲ့နျူကလ িয়ার လောင်စာတွေကိုအီရန်ကကြိုရွှေ့ထားသလားမရွှေ့ထားဘူးလားဆိုတော့ကိုလည်းအတိအကျမသိရပါဘူး။တကယ်လို့အဲ့ဒီနေရာမှာနျူကလ িয়ার လောင်စာတွေသာရှိနေပြီးအမေရိကန်ရဲ့ပြစ်ချက်သာတကယ်ထိမှန်ခဲ့ရင်အီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာရှေ့ဆက်နိုင်ဖို့ နှစ်အပိုင်းခြားလောက်နှောက်နှေးသွားလိမ့်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒါလည်းပဲမသေးကြပြန်ပါဘူး။ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်လီဒါတက်ချုပ်ရဲ့ပြောဆိုချက်တွေကိုပိုပြီးမသေးချမရေချဖြစ်သွားစေတာကတော့ဇွန်လ24ရက်နေ့ကထွက်ပေါ်လာတဲ့အမေရိကန်ထောက်လန်းရေးရဲ့တွေ့ရှိချက်တွေပဲဖြစ်ပါတယ်။အမေရိကန်ကဒီနျူကလ িয়ার site ၃ခုကိုဘုံမကျဲခင်အမေရိကန်ထောက်လန်းရေးပြောခဲ့တာကအီရန်ဟာနျူကလ িয়ার ဘုံလုံးနိုင်မှုစိုင်းပြင်းနေပြီးတော့၃လလောက်အချိန်ယူရင်ရပြီလို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ခုအမေရိကန်ကတိုက်ခိုက်ပြီးချိန်မှာအရင်လောက်မမြန်တော့ပဲနှောက်နှေးအောင်လုပ်ခဲ့နိုင်တာမှန်ပေမဲ့အီရန်ကဘုံးလုပ်ချင်တယ်ဆိုရင်6လထပ်တော့ပိုမကြာလောက်ဘူးလို့အမေရိကန်ထောက်လှမ်းရေးကဆိုလာပါတယ်။အမေရိကန်ရဲ့ဘုံးကျဲတိုက်ခိုက်မှုဟာနျူကလ িয়ার စစ်ရုံနှစ်ခုရဲ့အဝင်အထွက်ဂိတ်ပေါက်တွေကိုပျက်စီးသွားစေတာမှန်ပေမဲ့မြေအောက်ကအဆောက်အုံတွေကိုတော့မထိခိုက်ခဲ့ဘူးလို့လည်းဆိုပါတယ်။ဒီအမေရိကန်ထောက်လှမ်းရေးဆိုတာ CIA မဟုတ်ပါဘူး။အမေရိကန်ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီဖြစ်ပါတယ်။ ဒါပြင်ထောင်လိုက်အစီရင်ခံစာအရအမေရိကန်တိုက်ခိုက်မှုမလုပ်ခင်ကတည်းကအီရန်ဟာတန့်စင်ပြီးသားယူရေနီယံတွေကိုရွှေ့ပြောင်းခဲ့ပြီးသားဖြစ်တယ်လို့လဲဆိုပါတယ်။သဘောကတော့အီရန်ရဲ့နျူကလ িয়ার ပုံးထုတ်လို့ရေးစီမံကိန်းဟာအလုံးစုံမပြစ်စည်းခဲ့တယ်လို့အစ္စရေးဘက်ကနေအမေရိကန်မှာဝင်ကူတိုက်ခိုက်ခဲ့ပေမဲ့ရပ်တန့်မသွားခဲ့ဘူးဆိုတာပါပဲ။ပြီးတော့နေတန်ယာဟူရောက်တော့နဲ့ထရမ့်မှာပြောခဲ့မှုတဲ့အီရန်အစိုးရအပြောင်းလဲဖြစ်လာနိုင်တယ်ဆိုတာလဲတကယ်တော့ဘာမှမဖြစ်ခဲ့ပါဘူး။အီမန်အလီခါမေနီလဲငကူအတိုင်းပဲ ဆက်ရှိနေပါတယ်။အမေရိကန်ရဲ့ဘုံကျဲတိုက်ခိုက်မှုနဲ့အစ္စရေးကသူတို့ရွေချက်အောင်မြင်မှုနီးကပ်လာပြီလို့ပြောပြီးနှစ်ရက်အကြာမှာတော့အပြစ်ခံရဆဲရေးကိုအီရန်ရောအစ္စရေးပါသဘောတူတဲ့အကြောင်းဒေါ်နယ်ထရမ့်ကကြေညာလိုက်ပါတယ်။ဒေါ်နယ်ထရမ့်ကအပြစ်ခံရဆဲရေးကြေညာပေမဲ့အီရန်ဘက်ကထရမ့်ရဲ့အဲ့ဒီပြောဆိုချက်ကိုအတိမပြုခဲ့သလိုအစ္စရေးဘက်ကပြစ်ခတ်နေသေးသူရောသူတို့လည်းဆက်ပြီးတုံ့ပြန်နေမှာပဲဆိုပြီးအဲ့ဒီနေ့တရက်ထဲမှာပဲပြောခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ကအပြစ်ရဲ့ကြေညာချက်ကို သူ့ social media ပေါ်ရေးပြီးတိတ်မကြခင်မှာပဲ Israel နဲ့ Iran တို့ကမရက်ကြပဲထပ်ပစ်ခဲ့ကြပါသေးတယ်။ Trump ကတော့ဒီအတွက် Israel ကိုရော Iran ကိုပါဒေါသတကြီးဒီလိုမျိုးပြောခဲ့ပါတယ်။ Israel as soon as we made the deal they came out and they dropped a load of bombs the likes of which I've never seen before. The biggest load that we've seen. I'm not happy with Israel. You know when when I say okay now you have 12 hours You don't go out in the first hour and just drop everything you have on them. So I'm not happy with them. I'm not happy with Iran either. But I'm really unhappy if Israel's going out this morning because of one rocket that didn't land, that was shot, perhaps by mistake, that didn't land. I'm not happy about that. You know what? We have we basically have two countries that have been fighting so long and so hard that they don't know what the fuck they're doing. Do you understand that? ဒေါ်နယ်ထရမ့်ဟာအစ္စရေးဘက်ကကိုယ်တိုင်ဝင်ပါပြီးအီရန်ကိုပုံကျဲခဲ့တယ်လို့ကိုယ်တိုင်ကလည်းနှစ်နိုင်ငံကြားမှာဒိုင်လူကြီးလို့လုပ်ပြီးအပြစ်ခံရဆဲရေးကိုကြေညာခဲ့တယ်သူပါအစ္စရေးကိုလည်းမင်းတို့လေရင်တွေခုပဲအိမ်ကိုပြန်ခေါ်ကြတော့ဆိုပြီးစာရေးတင်ခဲ့တာတွေ့ရပါတယ်အပြစ်ခံရဆဲရခြင်းရဲ့နောက်ွယ်မှာဒီစစ်ပွဲဟာအစ္စရေးနဲ့အီရန်တွေမကဘဲဒီထက်ပိုပြီးတော့ကြေပြန့်လာနိုင်တာစစ်ပောင်ပိုကြေလာနိုင်တာကြောင့်လည်းပါပါတယ်ဒါပေမဲ့တကယ်နောက်ွယ်ကအကြောင်းရင်းမှန်ကိုတော့မသိရပါဘူး ဒေါ်နယ်ထရမ့်ကအပြစ်ရမကြေညာခင်22နှစ်အလိုမှာဖြစ်ဖြစ်ခဲ့တဲ့တခုကျွန်တော်တို့ထည့်ပြောသင်ပါတယ်အဲဒါကအီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်စ်အဂရာချီနဲ့ပူတင်တို့တွေ့ဆုံခဲ့တယ်ဆိုတာပါပဲအီရန်နိုင်ငံသားရေးဝန်ကြီးကရုရှားနိုင်ငံမော်စကိုထိတွားရောက်တွေ့ဆုံခဲ့တာက23ရက်နေ့ကဖြစ်ပါတယ်ပူတင်နဲ့အီရန်နိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံပြီးနောက်ထပ်22နှစ်အကြာမှာထရမ့်ကအပြစ်ရစေရေးသဘောတူညီချက်ကိုကြေညာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာစာဆောင်နှားစင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ် 好了，先比较了这边。